ရခိုင်ကနေမြေအများပြားကိုသိမ်းပိုက်ထိန်ချုပ်ပြီးနောက်အာရဖတ်တက်တော်ဟာပြုပြင်ပြောင်းလဲမှုတွေကိုလှုပ်ဆောင်လာပြီးအဲ့ဒီအထဲမှာအရက်ဘီယာဝိုင်စတဲ့ရင်းမြုပ်ကုန်တွေလည်းပါဝင်ခဲ့ပါတယ်ထိန်ချုပ်ဒေသတွေမှာပြမနဲ့ပြပထုတ်အရက်ဘီယာဝိုင်စတဲ့ရင်းမြုပ်ကုန်တွေရောင်းချတောက်သွင်းမှုမလုပ်ဖို့2024ခုနှစ်စတင်ဘာလ16ရက်နေ့မှာအမိထုတ်ပြန်ပြီးနောက်3လကြာဒီဇင်ဘာလ20ရက်နေ့မှာအပြစ်ဒဏ်ပိတ်ပင်ခဲ့ပါတယ်အဲ့ဒီနောက်ရခိုင်မှာဒေသတွင်းကထွက်ရှိရဲ့ ဆန်ရက်တွေကိုရောင်းချတောက်သွင်းမှုများလာတာနဲ့အတူတနိုင်တပိုင်းဆန်ရက်ထောက်လုံရောင်းချသူတွေအဖို့ဝင်ငွေတစ်ခုကောင်းလာနေပါတယ်။တစ်ဖက်မှာလည်းပိုက်ပင်လိုက်တဲ့အရက်ဘီယာဝိုင်းဆိုင်တဲ့ရင်းမြစ်ကုန်တဲ့နေရာမှာအစားထိုးဖို့ဒေသတွင်းမှာအရက်အမျိုးမျိုးဆန်သက်ထောက်လုံမှုတွေလည်းရှိလာနေပါတယ်။မြောက်ဦးမြို့မှာဆိုရင် Discovery နဲ့ကန်တာယာဝိုင်းတွေကိုဆန်သက်ထောက်လုံနေပြီးရခိုင်ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချမှုတွေလည်းတွင်ကျလာနေပါတယ်။ Discovery ဂျင်းဝိုင်းထောက်လုံမှုနဲ့ပတ်သက်လို့ဝိုင်းထောက်လုံနေသူ ကိုမောင်မြင့်ကြီးကအခုလိုရှင်းပြထားပါတယ်။ချောင်းစင်းနဲ့စင်ကြီးရတယ်။တော်ရာဦးတွေတို့တော်ရာခေါ်ပြီးဆင်ရဆင်ရဦးတွေဒီသကရာစာနေပဲ TV ပေါင်းဆက်ပြီးရငါတို့တလားလောက်စင်ကြီးတလားလောက်စင်ကြီးခါနေပဲပုံစုံခေါင်းတော့မရှိချောင်းစင်းဖိုက်လို့ထောင်းရငါတို့မလေးတားခင်စီဒီယာဒီတော့မထည့်ရသေးဦးထိုက်ဒီမဆုံးသေးအေးတိုင်းเองเราซาลูกกับบอนสุเยกู3ลาคุยแล้วสิเด3ลาคุยแล้วทีတော့ปุ๊บโซ่တော့ไม่ရှိดิ တောက်လို့ရတယ်နင်းစီးစီလောက်တော့အနေထိုင်အနေကိုလှုပ်လို့တောက်လို့တခုတော့မဖိုင်ဥပဲတော့မပြီးဂျင်းဝင်ကိုထုတ်လုပ်နေတာဟာအခုဆိုရင်၃လကျော်ရှိနေပြီဖြစ်ကလက်ရှိဈေးကွက်အတွင်းတွင်ကျေလာမှုနဲ့အတူတောက်သွင်းမှုလည်းရှိနေတာပါလက်ရှိဝင်ထုတ်လုပ်နေမှုဟာတရားဝင်တော့မဟုတ်သေးပါဘူးဒါပေမဲ့အာရခပြည်သူအစိုးရကထုတ်လုပ်ခွင့်လိုင်စင်တစ်ခုချပေးထားပြီးတရားဝင်အသိမှတ်ပြုမှုရရှိဖို့အတွက်လည်းအာရခပြည်သူအစိုးရစီမှာခွင့်ပြုချက်၆ထားတယ်လို့ဥမောင်မြင့်ကြီးကဆိုပါတယ်။အခု တော့ခါငါတို့ဒီတပိုင်းတနိုင်ဝိုင်းလုံးငန်းတော့ကွန်ပရက်ရှာပြီးပြီးပါပဲဆိုပြီးငါတို့လျှောက်ထားဒီတချိုးနာတိမှာတော့မင်းပဲရေရန်စာကလာဆိုပြီးဒီမราวကလာတယ်တော့မราวကလာဆိုပြီးမမစားထောက်ထားပါလေညာနဲ့အခုတော့လှုပ်ထားကိုဆိုရပါမလဲဒီကူတော့ဟာသူတို့လုံးငန်းလိုက်ဆောင်တခုတော့ပြီးလို့ရှိရခိုင်မှာအရက်ဘီယာ ဝိုင်းစားတဲ့ရင်မျိုးကုံတွေကိုပိတ်သိမ်းပြီးချိန်ကစားလို့ဒေသထုတ်ဆန်ရက်တွေမှာဈေးကွက်အတွင်းတွင်ကျေလာမှုနဲ့အတူဆန်ရက်ထက်မှာတခြားရင်မျိုးကုံပစ္စည်းတွေရော့ဆက်မှုတွေလည်းရှိနေတယ်လို့တောက်သုံးသူတွေကပြောကြပါတယ်။လက်ရှိဒေသအတွင်းမှာဆန်ရက်ကိုအခြေခံပြီးအရက်ပုံစံမျိုးစုံထုတ်လုပ်လာကြတဲ့အတွက်ဒေသခံတွေမှာဘေးထော့ဆိုးကျိုးရှိလာမှာကိုစိုးရိမ်ချက်တွေရှိနေကြတာပါ။ဒါကြောင့်အာနာပိုင်တွေအနေနဲ့လည်းဒေသအတွင်းကထုတ်လုပ်နေတဲ့ဆန်ရက်အပါအဝင် တခြားရင်းမျိုးကုန်ထောက်လုံမှုတွေကိုစနစ်တကျစစ်ဆေးပြီးမှရောင်းချခွင့်ပြုသင့်တယ်လို့ထောက်ပြမှုတွေလည်းရှိနေပါတယ်တော်ဦးတော်ကဥမာစီနေစကနေတော့တောင်းတဖို့လိုပိုင်းနေရောင်းချီတခုတော့အကွင့်ပူချော်ဥမာဥစုတော်မှတော့ရာကဲမကတိမြပါလေပိုင်းနေရာလူငွေတိုင်းလူတိကတိခေါက်ဆဲပုံစံဒီနေရောဒီကိုထီသွန်းလာကိနေဥစုရဲ့ရောအောင် 多安尼我先来，我想你十点秒的，有用我打通了不？电话这个我们还没有去办的的。အခုထုတ်လုပ်နေတဲ့ဝိုင်းရက်တွေကိုတောက်သွင်းသူတွေရှိနေပေမဲ့လေတောက်သွင်းသိမ့်မသိမ့်နဲ့ပတ်သက်လို့ဝေဖန်မှုတွေရှိပါတယ်။အဓိကတော့ဒေတာတွင်းကထုတ်လုပ်နေတဲ့ဝိုင်းရက်တွေဟာ ထောက်ခံချက်တစုံတရာမရှိတဲ့အတွက်တောက်သွင်းဖို့စိုးရိမ်မှုတွေရှိနေကြတာလေးဖြစ်ပါတယ်။ဂျင်းစင်ဝင်ဟာဘေးထွက်ဆိုးကျိုးမရှိတာကြောင့်ကျန်းမာရေးအတွက်လေးကောင်းမွန်တဲ့အတွက်တောက်သွင်းဖို့အဆင်ပြေတယ်လို့ပြောဆိုမှုတွေလည်းရှိနေပါတယ်။ ကိုဒေတာထောက်ကတဟာကဒေဂျောင်းနဲ့ပူလို့ထောက်ဆောက်ကတဟာကနေပြီးကြက်မဲတော်လေးကောက်မှန်ပါမယ်ဆေးဘဆာရနဲ့ပရာဘူးဆိုကလေးတော့ပဲဂျောင်းကနေပြီးကိုမလိုက်ခေါက်နိုင်ခေါက်ဆိုးရရပိုင်ဆိုကလေးတော့နေပြီးဂျောင်းဂျောင်းကိုဖြည်းဖြည်းဖြည်းလှုပ်ပြီးစားသေးနောက်ပြီးတင်ဖရာသေးရနေသေးနောက်ပြီးရပစားလိုက်လို့လေးတော့နေပြီးလိုက်ခေါက်နိုင်စတဲ့လေးကောက်ပါလေဂျောင်းကနေပြီးရောက်ကြပါမအောင်တော့ကောက်ပါအာရခတ်တက်တော်အနေနဲ့ရခိုင်ဒေတာမှာအခုလိုထုတ်လုံးနေတဲ့အရက်ဝိုင်းတွေကိုပြည်သူတွေတောက်သွင်းသိမ့်မသိမ့်ကိုစစ်စစ်ဖို့အတွက် FDA အဖွဲ့တစ်ခုဖွေးစည်းထားတာရှိတယ်လို့ A နဲ့နှိမ့်ဆက်သူတွေစီကသိရပါတယ်။ရခိုင်ဒေသအတွင်းမှာပြင်းမနဲ့ပြပထုတ်ရက်ဘီယာဝိုင်းတွေကို AA ကပိတ်ပင်လိုက်ပေမဲ့ဘာကြောင့်ပိတ်ပင်နေဆိုတာနဲ့ဘလို့စီမံချက်တွေလှုံ့ဆော်တော့ဖို့ရှိတယ်ဆိုတာကိုတော့ဒီကနေ့အထိထုတ်ဖော်ပြောတာတော့မရှိသေးပါဘူး။အရက်ဘီယာဝိုင်းဆိုတာလူကြီးလူလက်လူငယ်ယောက်ျားမိန်းမမရွေးမိန်းဝဲသုံးဆွေးကြတဲ့အရာတစ်မျိုးလေးဖြစ်ပါတယ်။ဒါကြောင့်စိတ်ချယုံကြည်စွာမိန်းဝဲနိုင်ဖို့အတွက်အာရခတက်တော်အနေနဲ့ ဒေတာထွက်အရက်တွေကိုစီမံဆောင်ရွက်ပေးဖို့ပြည်သူတွေကလိုလားနေကြပါတယ်ခင်ဗျာ။